နောင်ချိုအဲ့တော့နောင်ချိုဧရိယာလေးထည့်ပြောမယ်နောင်ချိုကိုဒီလားကုံပြီးဒီလားကုံပထမပတ်လောက်ဆိုရင်နောင်ချိုမှာကျွန်တော်တို့ဒီနိုင်ငံတော်အလံလေးစိုက်ဖို့ကတည်ကြသွားပြီဒီလားကုံပထမပတ်တွင်မှာဖြစ်ဖို့ညားသွားပြီအောင်ပွဲလီလီစင်းမှာရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချမပြရလဲဆိုတာလဲဦးဇင်းတို့ကတစ်ခါတည်းဦးဇင်းတို့ဖုတ်ပြီးတော့ဘာဖြစ်လို့ပြပိုင်ဝင်မရှိဘူးပေါ့နော်ရှောက်ပြောမနေနဲ့ပြောက်ပိုက်ခွင့်မရှိဘူးလို့မပြောပါနဲ့ဟိုသူတို့ကလောဆိုတော့ဘူဖြစ်နေပေါ့ဗျာတော်မှာတော့ တရားဥပဒေမစိုးမနေရမှာဒီကောင်လေးကြည့်မယ်သူတို့ရဲ့ background ကြည့်လိုက်အဲအဲ့လိုမျိုးကလာတာအနီဆိုတော့လေအနီဆွဲတာပဲလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ဆင်းရဲဒုက္ခတွေခံစားရတဲ့သူတွေအတွက် သူ့ရဲ့လောရက်တွေကတကယ်ကိုဒုက္ခရောက်စေပါတယ်ဒါမှမဟုတ်နိုင်ငံရဲ့အနာဂတ်တို့ဆိုရင်ဆရာတို့ဖြစ် AI ရောမ AI ရောမအမြင်မှန်တည်တယ်တိလား တဲ့ဂျီမီအလုံးမင်းမင်္ဂလာပါဂျက်စ်လို့စင်ကနေပြန်လဲကြဆိုလိုက်ပါတယ်အခုဂျက်စ်နဲ့အတူချင်းနဲ့ reaction လုပ်မဲ့ video လေးတွေကဘောမကြောင်စိုးရဲ့ငါပေါက်ရဲ့ပြီးတော့နော်ဘူလီလာဆော်တို့ရဲ့နော်ဟောင်ခန်းလေးတွေချင်းနဲ့ reaction လုပ်တော့မှာဖြစ်ပါတယ်ပြီးတော့နောက်မှာညီကိုတယောက်က AI ကိုမေးပြီးမှ main online ရဲ့အကြောင်းလေးတွေဆက်ဆွလိုက်တဲ့ရုပ်တံလေးတွေလည်း ရီရှင်လောက်တော့မှာဖြစ်ပါတယ်။ဟုတ်ပြီထုံးစံတဲ့ဂျက်စတဲ့တူဆုံးလေးလိုက်ပါကြည့်ကြရဖိတ်ကြပါရစေ။ရီရှင်ဗီဒီယိုလေးမှာစခင်လေးမှာနော်မင်းငါထင်အောင်ဆုံးရက်ချထားတဲ့နော်တရင်ကောင်းလေးတွေတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်။ဒီမြန်မာနိုင်ငံတူဝင်းဂျွန်လ23ရက်နေ့ရရှိထားသောအချက်လာလေးများရစစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးမတာပေါ်သွားကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်နဲ့ပြောဆိုချက်များရသိရှိရတဲ့တရင်လေးဖြစ်ပါတယ်။မကွေးတိုင်းရင်းနှံချောင်းမြို့နယ်မှာစင်ငါဦးမတာပေါ်သွားတယ်။ မကွေးတိုင်းပခုတ်ကိုမြို့နယ်မှာတအိုးမတာပေါ်သွားတယ်မန္တလေးတိုင်းနထိုးချင်းမြို့နယ်မှာတအိုးအရှင်ဖမ်းမိတအိုးအလင်းဝင်လာပြီးမှ15အိုးမတာပေါ်သွားတဲ့တည်ရင်လေးဖြစ်ပါတယ်ပခိုးတိုင်းညောင်လေးပင်မြို့၄အိုးမတာပေါ်တော့ပါတယ်။ပကိုးတိုင်းဇီကုံးမြို့နယ်မှာတအိုးမတာပေါ်တော့ပါတယ်။အားလုံးစုစုပေါင်း36မတာပေါ်တော့တဲ့တည်င်းလေးအဖန်ခံရတဲ့တည်င်းလေးနော်အလင်းဝင်တဲ့တည်င်းလေးတွေဖြစ်ပါလိမ့်မယ်။ဟုတ်ပြီ။ပြီးတော့နောက်မှာအချမ်းဖက်စစ်ကောင်စီကရန်ကုန် မအသက်15နှစ်အရွယ်မောင်နီထက်လင်းကိုစစ်သားဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးစကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်းရဲစခန်းကိုကန်တောင်းရဲစခန်းတိုက်ပွဲတို့ပို့ဆောင်ခြင်းစစ်တုံးပန်းအဖြစ်ပြီးတို့လက်မြောက်ရေးတက်မှာတော့ PLA ကဖမ်းဆီးရရှိကြောင်း PLA ကတရင်ထုတ်ပြန်လေတဲ့တရင်လင်းဖြစ်ပါတယ်နော်အဘောမတွေဘက်ကတော့ငါတို့တွေအားအသက်မပြည့်သေးတဲ့လူတွေပေါ်တာအာစစ်မှုထမ်းခိုက်တဲ့အားဗာလဲ PDF ထဲဝင်ခိုက်တဲ့ဘာငယ်ပြောနေသူတို့ဘက်ကပဲလုံနေတာနော်ဒီကောင်းนี่ပြောတဲ့စကားကသူတို့ဘက်မှာပဲရောက်နေတာနော် ပြီးတော့ဇွန်လ23ရက်နေ့မန္တလေးတိုင်းနှထိုးချင်းမြုံနယ်ဝက်လိုရဲစခန်းကိုစစ်ကိုလာတော့အချမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားစစ်တုံးကိုမတာပေါ်သွားပြီးဒုတက်ချက်တော်အရှင်မိကတအိုးအလင်းဝင်ရောက်ခဲ့ကြောင်းနှထိုးချင်းဖြူဖဲဒီဖ ens force မင်းချန်ခရအမတ်လေးတစ်တုံရတိုင်ရင်ကပြောဆိုလိုက်တဲ့တဲ့င်းလေးဖြစ်ပါလိမ့်မယ်ကဲဟုတ်ပြီတဲ့င်းလေးတွေကတော့ပါပဲဆက်လက်ပြီးမှဘောမကြောင်စိုးရဲ့ဟောင်းခန်းလေးတွေ ရုရှင်ဆက်လုပ်လိုက်ကြ။ Let's go ။နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ပလဲမျိုးနယ်ရဲ့အခြေအနေကိုထပ်ပြီးဆက်ပါမယ်။ကျွန်တော်တို့နောင်ချိုးအဲ့တော့နောင်ချိုးဧရိယာလေးထပ်ပြောမယ်။နောင်ချိုးကိုဒီလားကုံပြီးဒီလားကုံပထမပတ်လောက်ဆိုရင်နောင်ချိုးမှာကျွန်တော်တို့ဒီနိုင်ငံတော်အလံတွေစိုက်ဖို့ကတည်ကြသွားပြီ။ဒီလားကုံပထမပတ်တွင်မှာဖြစ်ဖို့များသွားပြီ။လက်ရှိကျွန်တော်တို့တပ်မတော်ရဲ့စစ်ကြောင်းတွေကနောင်ဆောင်ကြကြတာပေါ့။ချိုးမျိုးရဲ့ကျွန်တော်တို့ ဒါ၃ပိုင်ပတ်လေလောက်ကိုရောက်သွားပြီ။၃ပိုင်ပတ်လေကိုကျွန်တော်တို့အင်အားအလုံးနဲ့ရောက်သွားပြီ။ပြီးသွားရင်လည်းပဲကျွန်တော်တို့ဒါများမကြမီကာလမှာကျွန်တော်တို့မိုးကုတ်ကလည်းညာတက်မတော်ရဲ့ကျွန်တော်တို့ထိချုပ်တဲ့တက်မတော်ရဲ့ကျွန်တော်တို့အာနာဇတ်အောက်ကိုပြန်ပြီးတော့ရောက်သွားမှာဖြစ်ပါလေ။လက်ရှိဒီတက်မတော်ကတော့မန္တလေးတိုင်းကမန္တလေးတိုင်းဒေသကြီးအတွက်ကျွန်တော်တို့ဒီလိုအပ်တဲ့ထိုးစစ်တွေဒါစာဖို့အတွက်ကျွန်တော်တို့နားလည်ရပါလေ။စာဖို့အတွက်ပြင်ဆင်လျက်ရှိရလို့ကျွန်တော်တို့နားလည်ရပါလေ။အဲ့တော့ ဟုတ်လားမဟုတ်ဘူးလားစောင့်ကြည့်ကြတာပေါ့။ဒီအနေနဲ့ပတ်သက်ပြီးတော့အဲစစ်တူးကြောင့်မီဒီယာတွေအုပ်စုတွေလည်းတော်တော်လေးကိုသူတို့တွေးတွေးလေခြောက်ချနေတယ်။ဟုတ်လေ။ဟာဗာဖြစ်လဲဆိုတော့အားငင်းကြမှာလေငင်းကြမှာရှိတမိဆိုင်အောင်နေမှာလေအားဒီစစ်ကောင်စီရတဲ့စစ်ကြောင်းဒီနေမြေရှင်းမှုအတွက်အင်အား400ခန့်နဲ့ဖိသွားတဲ့တပိတ်ချင်းမှာလေအင်အားထောင်နဲ့ရှိရောက်နေတယ်တဲ့။အင်း။အားသူတို့ကတော့ရေးထားတာပဲ။ ကျွန်တော်တော့မသိဘူးသူတို့ရေးတာဖတ်တာထားပါစို့နော်ထားပါစို့ကြောက်မယ်ထင်နေတာလားလာခဲလာခဲမင်းတို့ရှိသမျှနော် security နော်မင်းတို့ကြံသေးတဲ့ security တွေတခါတည်းခေါ်တော့နော်မင်းတို့ကအကောင်လုံးအပြက်လာခဲကွာတိုက်မယ်နော်အဲ့တော့များမကြပါဘူးကလာမတက်မလို့တော့ဒီလိုအပ်တဲ့ကျွန်တော်တို့ဒီစစ်စင်တွေတောက်လျှောက်လုံးမှာဖြစ်ပါတယ်ပြီးရင်လည်းပဲကျွန်တော်တို့ပေါက်ပေါက်တို့ကျွန်တော်တို့ပေါက်တကြောပေါ့ဗျာပေါက်တကြောလည်းကျွန်တော်တို့နေမြေရှင်းနှမှုတွေတောက်လျှောက်ဒါလုလုဖို့ပြင်နေရလို့သိရပါတယ်မယုံရင်ကြေးထားဒီကောင်တွေခွေးပြိုးပေးပြီးမဲ့ကောင်တွေနော်ကြေးထားနော် တောက်လျှောက်ကျွန်တော်တို့စစ်ကြောင်းတွေတောက်လျှောက်ကျွန်တော်လှူရှားနေတယ်။တောက်လျှောက်ကိုလှူရှားနေပါတယ်။ကျွန်တော်တို့တက်မလို့ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရာဝန်ပြည်ကြီးပါ။တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ကြော်ယူကြီးကျွန်တော်တို့အသက်ရှင်လှူရှားနိုင်မှုအတွက်ဒီကြော်ယူတွေကနေပြီးတော့ကျွန်တော်တို့တကယ်ထောက်ပံ့ပေးထားတာပေါ့။အဲ့တော့တနည်းအားဖြင့်ဗျာကျွန်တော်တို့ဒါတိုင်းပြည်မှာအရေးကြီးတာကတော့ကျွန်တော်တို့ဒီကာကွယ်ရေးကဏ္ဍပါ။အလုံးကကျွန်တော်တို့ဒီကာဝေးကဏ္ဍမှာပဲမိခုံနေရတာပါပညာရေးဈာမရေးလူမှုရေးစီးပွားရေးနိုင်ငံအရေးအလုံးကကျွန်တော်တို့ကာဝေးကဏ္ဍမှာပဲမိခုံရတာပါအဲ့ ဒီကာဝေးကန္နာကကျွန်တော်တို့ဒီရိုင်ထွက်သွားပြီဆိုရင်ဒီဒိုးဆက်လေးတွေပေါ့ဒိုး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 အကုန်လုံးလဲသွားပါလဲသွားတာပေါ့တခုနဲ့တခုကကျွန်တော်တို့ဒီထောက်ထားတာပေါ့တော်တော်တော်ဆိုအကုန်လုံးလဲသွားတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီကာဝေးကန္နာကိုကျွန်တော်တို့ဒါဒီတဲ့ကျွန်တော်တို့နိုင်ငံတော်ရဲ့ကာဝေးကန္တာဒီတဲ့ပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့အဆင့်မြန်မာစီချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်ကျွန်တော်တို့လှုပ်ရှားရှားလှုပ်ပါပြက်ပြက်သားသားလှုပ်ပါကျွန်တော်တို့တိုင်းပြည်အတွက်ဒါလူတိုင်းလူတိုင်း ကာကွယ်ကြမှာဖြစ်တယ်လိုရရင်ကျွန်တော်အသက်ပေးရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့နိုင်ငံရဲ့အချုပ်ချပြီးကွာပြီးကွာမင်းတို့ကောင်းနေအသက်ပေးတတ်ပါတယ်နော်မင်းတို့မင်းအွန်လိုင်းကာဖို့အတွက်မင်းအွန်လိုင်းတော်တော်အသက်ပေးတတ်ပါတယ်မင်းတို့ကောင်းနေတိုက်ပြီးတော့မထိုက်တောင်တော့ဘုံမင်းတို့ကောင်းနေနော်မင်းတို့အသက်လက်တွေတိုင်းပြမလို့တောင်နော်အာနာတို့ကျွန်တော်တို့ကာကွယ်ရမှာကျွန်တော်တို့နိုင်ငံနိုင်ငံနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်อืมๆနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ကျွန်တော်တို့ဗျာအဲကြောမွဲတွေကျွန်တော်တို့လူလက်တန်းစားတွေဆိုတာက တိုင်းပြည်ပူရင်ပူသလိုကျွန်တော်တို့ ူရင်အေးအောင်လုပ်တယ်။တိုင်းပြည်ကြီးကျွန်တော်တို့တိုးတက်အောင်လုပ်တဲ့လူသားသားတွေ။မင်းမလဲမင်းတို့ကတည်းတိုက်ပြည်တိုးတက်အောင်လုပ်တာဘယ်မှလဲပြောက်ပါဟမ်။ငါမမြင်လို့ကွာနော်။ဘယ်မှလဲတိုက်ပြည်တိုးတက်အောင်လုပ်တာနော်။တိုက်ပြည်ပုံနေတဲ့ဟာကိုအီးအောင်လုပ်တယ်နဲ့မင်းတို့ဘယ်မှလဲတိုက်ပြည်ဒီလောက်ပိုဆွေးပူပင်တော့ကားနဲ့ဖြစ်နေတာဘယ်မှလဲနော်မင်းတို့ကောင်းနေအဲ့ဒီပိုတဲ့ဟာအီးအောင်လုပ်နေတာဘယ်မှလဲပြောက်ပါအောင်။ကြောင်စိုးလက်ဦး ဲ့တော့ဒီအပေါ်ဆုံးအလွှာကတော့အဓိကခရာကြတာဗျာတိုးတော်လည်းပဲဒီအပေါ်ဆုံးအလွှာဆိုတာကခင်ဗျားတခုခုဖြစ်ပြီဆိုရင်ခင်ဗျားပြေးကြတာဗျာတို့ကဒီထိုင်းလို့ပါတော့ကြိုပြီးရှုရတယ်တော့ရှိတယ်ရှိတယ်အရင်တော့ပဲအခုကတော့မရှိတော့ပါဘူးအခုဘာလုံးနေကြောမသိဘူးဒါဘာကြောင့်လဲဆိုတော့ဒီဇာတ်ရည်ဘာကိုကြည့်မလဲဆိုကျွန်တော်တို့ထိုင်းမှာတိုင်းနိုင်ငံမှာကျွန်တော်တို့ဒီကွန်ဒိုဝယ်လေးဆင်းမှာမြန်မာနိုင်ငံရဲ့အဆင့်အားလဲခင်ဗျားကလဲ125လောက်ဝင်နေတာပဲ125လောက်ဝင်နေတာပဲမြန်မာနိုင်ငံသားတွေဝယ်တာလေအဲ့တော့ဘလို့လူတွေဝယ်လဲဆိုအပေါ်အလွှာတွေကဝယ်တာ အဲသူတို့ဒီမှာမဒီမငိမ်ဖြစ်မဲ့ဆိုရင်သူတို့ဟိုဘက်ကိုကြိုပြီးပြေးအောင်ပေါ့ဗျာကျွန်တော်တို့ခမားတို့ကတက်မလို့နဲ့အတူနိုင်ငံတော်နဲ့အတူကျွန်တော်တို့ကဒါတိုင်းပြည်ရဲ့တိုင်းပြည်အရေးကိုကျွန်တော်တို့ကာကွယ်ကြရမယ့်တူတွေဖြစ်ပါတယ်အဲတော့ဒီဗမော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်အခြေအနေအားလုံးကောင်းပါတယ်လက်ရှိဒီကြောက်ဖြူမှလည်းကျွန်တော်တိုက်ပွဲတွေပြစ်ထန်နေတယ်ပြီးရင်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့မင်းတို့ကလည်းမြဲတဲ့အခြေအနေကောင်းနေတာပဲမြဲတဲ့သမတော်ကအော်ဘာယူယူချွန်ချွန်ကုခါနေပါတယ်ယူယူချွန်ချွန်တိုက်ပွဲဝင်နေမှာယူယူချွန်ချွန်ပြင်းစင်နေပါတယ် အလကားပဲမင်းတို့ကောင်းနေနော်။အဲရခိုင်ပြည်နယ်နဲ့ကျွန်တော်ပြည်မာတဲ့ကိုဝင်တဲ့ဝင်ပေါက်၃ခုရှိတယ်။အဲ၃ခုမှာလည်းကျွန်တော်တိုက်ပွဲပြင်းနေတယ်။တစ်ဖက်ကတော့ကျွန်တော်အမ်ဗရန်လမ်းပိုင်းတစ်ဖက်ကတော့ကျွန်တော်တို့ဒီတောက်ကုတ်ဦးရှိပြည်လမ်းပိုင်းတစ်ဖက်ကတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အေရဝတီတိုင်းဘက်ကအဆက်ရေကြီးငါတိုင်းကြောင်းအဆက်တွေပေါ့ဗျာ။ရိုးမအဆက်တွေမှာကျွန်တော်တိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်ကျွန်တော်ဖြစ်နေတယ်ဖြစ်နေတဲ့အနေအထားရှိတယ်။အဲ့တော့ဒီနောက်ချိုတော့ဒါကျွန်တော်တို့ဒီလောက်ကုန်ပထမဒီလောက်ကုန်တို့မို့ပထမဘက်လောက်မှာကျွန်တော်တို့နိုင်ငံတော်အလံလေးပြန်ပြီးဆိုင်မယ်။အဲ့တော့အားလုံးကတော့အခြေအနေကောင်းပါလေ။ ဟုတ်လားမဟုတ်ဟုတ်လားမဟုတ်ဘူးလားတော့စောင့်ကြည့်ကြတာပေါ့ကဲလို့ဥယင်နော်အဲဒါနဲ့တဆက်တဲ့ကျွန်တော်တို့အပလဲမြို့နယ်ကျွန်တော်တို့ဈေးပြုံကုန်းကြည့်ွားအချင်းကိုတင်ပြပါမယ်ပလဲမြို့နယ်ဈေးပြုံကုန်းကြည့်ွားကိုစေတူကြအုပ်စုတွေကဇွန်လ10ရက်နေ့ကနေစပြီးတော့မီးလောင်ပုံးနေနဲ့ဒါကြည့်ွားတဲ့ကိုကျွန်တော်ပြစ်ထည့်တယ်တိုက်တယ်နေရင်တော့ကျွန်တော်တော်တော်လေးမီးလောင်ပြည့်စီသွားပြီလို့ပြောတယ်ပြီးတော့ကျွန်တော်မနေ့ကညနေပိုင်းကဒီအသက်ကြီးရွယ်တွေကလေးငယ်တွေကိုယ်ဝန်ဆောင်နေနေထိုင်တဲ့ ဒီအဆောက်အဦးကိုစစ်သူရောအုပ်စုတွေကဒရုန်းနဲ့ဘုံကျက်ပြီးတော့ဒီဖြက်စီးလိုက်တယ်လို့သိရပါတယ်။အလားအဲ့ဒါမဲ့အုပ်စုတွေကတော့ဒီတဖြည်းဖြည်းသူတို့ကကျွန်တော်တို့ဒီကြီးနော်ဘယ်စစ်သွေးကြွားကမှပြည်သူတွေหนีတဲ့အိမ်ကိုဘုံမကျက်ဖို့တော့လို့ပြည်သူတွေကိုလည်းတတ်လဲမှတတ်ဖို့နော်တကယ်လို့တက်ခိန်တော့မှမင်းတို့ဘောမတွေကိုကောပဲတတ်တတ်လိမ့်မယ်နော်မင်းတို့ဒလန်တွေပဲတတ်လိမ့်မယ်တိလားစစ်မှန်တဲ့ပြည်သူတွေနော် အပိမဲ့ပြည်သူတွေနော် PDF တွေကမင်းတို့ပြောတဲ့စစ်သွေးကြွတွေကဘယ်တော့ကမှလောက်တာမဟုတ်ဘူးเนาะလောက်တာဆိုလို့ရှိရင်မင်းတို့កောင်းနေတည်လားပြီးမဲ့ပြည်သူတွေဟိုးကလေးတွေကစားเนาะမင်းတို့កောင်းနေရေးဆက်ဆက်တပ်ဖြတ်တာဘုံကျဲလိုက်တာဟမ်ဘာလဲဟိုဒီနေ့ဗီဒီယိုတွေ့လိုက်တာဘယ်ဘယ်ဘက်ကလာမသိဘူးမင်းတို့တမတော်ဖက်ကပဲထင်းနေเนาะခေါင်းကိုလေပင်လေပင်ကိုဓာတ်နဲ့လေးပြီးမှ၄-၅ရက်လောက်တတ်တယ်ဟာ နော်အဲ့ဒီဟာကကျွန်တော်ခဏတွေးလိုက်တာပေါ့တခြားလဲဟိုမျိုးကြည့်ဖိလိုက်ပေါ့ဗောနော်အဲ့လောက်ထိမင်းတို့ကောင်းနေရက်ဆက်တာနော်အိုးအရင်တခါမြင်လိုက်တဲ့ဆိုလို့ရှိရင်မင်းတို့တတ်မတော်မင်းတို့စိတ်ခွေးတွေကနေရွက်ဒီဒါလင်းဒါနဲ့လေးတဲ့ဟာမျိုးတွေဟမ်မင်းတို့ကောင်းနေဒါမျိုးတွေကျွန်တော်မျက်လုံးကန်းလို့မမြင်တာလားဟမ်ပေါ်ရကြရီဘယံမသားရီပြောနေတာတိလာဒီကောင်းနေသူ့အတွင်းကိုဆက်သွေးမျောင်းတွေတူပြီးတော့ဒါကြီးဝအတွင်းကိုသူတို့ဝိုင်းပတ်နိုင်အောင်လှုပ်လာတယ်လို့သိရတယ်ဒါတော့ကျွန်တော်တို့ဒေတာမှာရှိတဲ့ ဒီသားကနေပြောဆိုကြရပါဘောသူတို့ကတော့ကျွန်တော်တို့ဒီကြီးဝကိုဝင်ရောက်နိုင်ဖို့အတွက်အဲ့မှာသူတို့တို့ဒီဆက်သွေးလမ်းနေဖောက်လာတယ်ဆက်သွေးလမ်းတွေဖောက်ပြီးတော့သူတို့ကြီးဝတွေကိုဝင်နိုင်ဖို့တော့လုပ်မယ်ကြီးဝတွေကိုဝင်ရောက်နိုင်ဖို့အတွက်သူတို့တစ်ဖက်မှာလည်းဒီဘဖိုးတွေဒိုးစာတွေနဲ့ဒါသူတို့ပြင်နေတယ်လို့တော့သိရတယ်ဒေသခံတွေရဲ့ပြောဆိုမှုရပါဘောအဲ့တော့ဒီဒီကျွန်တော်တို့ဒီပလဲမြို့နယ်မှာကအားလုံးကျွန်တော်တို့ရှေ့ရတင်ပြသလိုပါပဲပလဲဇီးပြုကုန်းအင်မတီကန်းထောင်းဆိုပြီးတော့ကျွန်တော်တို့ပြည်သူစစ်နဲ့ဒီဒီလုံယုံတပ်ဖွဲ့ဝင်တွေရဲ့နေရာ၄နေရာပဲရှိတယ်။ကျန်တဲ့ area ရဲ့အားလုံးကစစ်သူရောအုပ်စုတွေထိချုပ်လာတာ။ ြီးခဲ့ရက်ကကျွန်တော်တို့ဒီကန်တော့ဆုပ်လိုက်ရတယ်လက်ရှိကျွန်တော်တို့ဒီဇီးပြုံကုန်းကိုထပ်တိုက်နေတယ်ဇီးပြုံကုန်းကိုထပ်တိုက်နေဇီးပြုံကုန်းကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်သွေးကြောအုပ်စုတွေကျွန်တော်တို့ကြီးဝါတွေကိုဝင်လုံးမဲ့အနေကတော့ရှိသွားပြီဘာကြောင့်လဲဆိုတော့တို့ကကြီးဝါပြန်မယုံနဲ့နော်မယုံဟဲ့ဘောမတွေမင်းတို့ဘောမတွေမယုံနဲ့ဒီကောင်တွေစကားမင်းတို့ကောင်တွေယုံယုံနေတော့မင်းတို့ကောင်တွေခဏခဏကြီးကွင်းနေရတာတိလာဒီကောင်တွေပြောလိုက်ပြီဆိုရှင်မင်းတို့ကောင်တွေအားရဖို့အတွက်မင်းတို့ကောင်တွေအားရှောင်ပဲပြောပြပြောပြနေတာဒီကောင်တွေအแทမှာနော်ကြီးကွင်းတိကွဲခံစားနေတာနော် မင်းတို့ကလည်းဒီကောင်တွေစကားတွေယုံနေလို့ရှိရင်မင်းတို့ခဏနဲ့ခဏကြေကွဲခံစားနေရလိမ့်မယ်နော်ဒီမှာကြည့်နေတဲ့ဘောမတွေပြောတာနော်မင်းတို့ကောင်တွေစေတနာနဲ့ပြောပြတာဆက်သွေးမျောင်းတွေတူးပြီးတော့ကြည့်ရဘက်ကိုတို့ဥတည်လာတယ်တစ်ဖက်မှာလည်းတို့ဒိုးစာတွေနဲ့တို့အရင်ရခင်တိုင်းအကာဝယ်ပြီးတော့ကြည့်ရတယ်ကိုတို့ဖောက်ဝင်လာနိုင်ဖို့တော့တော့စူးစမ်းနေလို့သိရတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဇီးပြုံကုန်းရဲ့အခြေအနေပါအင်းအဲ့တော့ဒီညမှာတော့ကျွန်တော်တို့ငါဆောင်းကအဖွဲရတော့ဇီးပြုံကုန်း ဒီပလဲမြို့နယ်မှာတို့ဒီတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ငဆောင်ကအဖွဲ့ကလာတာကကျွန်တော်တို့ဒီရှမ်းမြောက်ကနေလာတယ်။တို့ဒရေတီတာကလည်း MMDA TNL ထံကနေဒရေတီတယ်။ဒရေတီပြီးတော့ကျွန်တော်တို့ဒီရှမ်းမြောက်ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲမှာတို့ဝင်တိုက်တယ်။ဝင်တိုက်တယ်အမှားတို့ရလာတဲ့လက်နက်ခဲယမ်းတွေကိုအချိုးစားလိုက်တို့ရတယ်။ရှားပြည့်နောက်ပိုင်းမှာဒီဖွဲ့တွေကကျွန်တော်တို့ဒါဒါကျွန်တော်တို့တစ်ဖက်မှာ ရခိုင်ဘက်ကိုသူတို့သွားပြီးတော့တိုက်တယ်တိုက်ပြီးတော့အဲ့မှာရလာတဲ့လက်နက်ခရဲနေတဲ့သူလက်ရှိတော့ကျွန်တော်တို့ဒီစကိုင်းစကိုင်းတိုင်းတွေကိုပြောင်းဝင်လာတဲ့သဘောဖြစ်သွားပြီစကိုင်းတိုင်းတွေကိုပြောင်းဝင်လာပြီဆိုရင်ဒီပလဲနဲ့ကျွန်တော်ချိန်ဆထားတဲ့မြိုင်ရေစကြိုလမ်းမိုင်းတွေရှိတယ်အဲ့ဒီကနေကျွန်တော်တို့ ARD မြို့ကိုကူပြီးဆိုတာနဲ့မြင်းကြမြင်းကြမကကျွန်တော်ရန်တဘူရောရောက်မယ်ရန်တဘူရောက်သွားပြီဆိုမြင်းကြခရဲဘက်ကိုကျွန်တော်လှုပ်ရှားလို့ရသွားပြီဒါမှမဟုတ်လည်းသူတို့ဘယ်ဘက်ကိုဥတည်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြပါဖြစ်တယ်အဲ့တော့ ကျွန်တော်တို့ဒီစီပြုကုန်ကြီးွားနဲ့ပတ်သက်ပြီးတော့အခြေအနေတွေဘာတွေဆက်ဖြစ်လာမလဲကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်မင်းတို့ကောင်းနေနော်ကြီးခွဲ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 ဖို့တာပြန်စင်လိုက်မင်းတို့ကောင်းနေနော်တရင်ကိုနော်ဘလူးဂျင်းထဲပြမှာအာကောက်ကွယ်မလဲဆိုတာကိုမင်းတို့ကောင်းနေစဉ်းစားလိုက်တော့ဘာဖြစ်လို့ဆိုတော့အကြံပေးတာပေါ့မင်းတို့ကောင်းနေဘလူးပဲတတ်တတ် နော်မင်းတို့ကောင်တွေက on boy ဆိုတာလည်းတခါမှမရတယ်လို့မြေဒါနောက်ဆော်လိုက်ရတယ်ခွေးပြိုးပြီးပြီးလိုက်ရတယ်နော်မင်းတို့ပြောတဲ့သူမေတ္တာနဲ့စလာတဲ့အစ်စ်သွေးကြွတွေကမင်းတို့ဇနတ်တွေနဲ့ပဲမင်းတို့ကောင်တွေအနိုင်တိုက်တာမင်းတို့ကောင်တွေရောအပီးတတ်နော်ချီမုံးမှာဆိုတာမင်းတို့ကောင်တွေတည်ထားဒီနေ့ဒီချိန်ထိမင်းတို့ကောင်တွေနော်မင်းတို့တနက်ကပဲမင်းတို့ကောင်တွေပဲပြန်ပစ်နေတယ်ဆိုတာမင်းကောင်တိော်တိလာမတိော်မင်းတို့ကောင်နော် မတဲ့ گوئ ဘူးနော်ငါတို့ကတော့နော်ဟုတ်ပြီနော်ကြောင်စိုးဟောင်းတော့တဲ့ဘော်ပရိတ်ဂျီရမင်တုံးတစ်ချက်လေးတွေကို comment မှာရေးပြချပါ celebrity မှာဒီမှာငါပေါ့ကရုံးရဲ့ဟောင်းခါလေးတွေ set ကြည့်လိုက်ကြမျိုးရီအားလုံးမင်္ဂလာပါဗျာ။ဒီနေ့23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ။အင်းအင်းဒီကနေ့ဥစဉ်ဗာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီပေါင်းမျိုးတွေတည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ် ရှင်ဗျာတဲ့ပေါ့မွတ်နဲ့တည်နေပတ်တက်ပြီးမှဘာမှမပြောဘူးလားဗျာတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျာနော်ဘာမှမပြောပါဘူးဘာဖြစ်လို့ဘာမှမပြောရလဲဆိုလို့ရှိရင်အခါလေးဥစဉ်တို့မတည်တင်တဲ့အရာတွေอืมတစ်ဖက်ကမတည်တင်တဲ့အရာတွေအများကြီးရှိတယ်ဗျာနော်အများကြီးရှိတယ်အဲ့တော့ဒီကြတာတစ်ခုကတော့ပေါ့မွတ်နဲ့ရင်နှန်းဖြတ်တဲ့အခါမှာရေတွားတဲ့အခါမှာ တစ်ဖက်ရန်သူတွေ PDF အကြမ်းဖက်တွေကတော်တော်ကြီးကိုကြာရှုံးတယ်လို့ဦးဇင်းတို့ခိုင်းလုံတဲ့တဲ့ရင်နေတေးကြတဲ့တဲ့ရင်တွေကိုဦးဇင်းတို့ကြားသိရပါတယ်ဗျာနော်ဒါတော့ပဲဦးဇင်းတို့ပေါ့ညွတ်နေတဲ့တဲ့ရင်နဲ့ပတ်သက်ပြီးမှအဲ့ပေါ့ညွတ်နေမှာရိတ်ခါလိုအပ်နေတဲ့ရွာပြပေါ့ခိုင်လုံတဲ့တဲ့ရင်တွေမင်းတို့ခိုင်လုံတဲ့တက်တွေရတဲ့ပုံပေါ်နေတယ်နော်အဲ့ဒီခိုင်လုံတဲ့တက်တွေတွေပြပေါ့လို့ငါလည်းကြည့်ချင်ပါတယ်နော် PDF တွေဘယ်နှယောက်ဒီလဲဆိုတာသိချင်လို့ပါဗျာတွေကိုလည်းမပူပါနဲ့နော် ဒါမဲ့လို့ဒီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းရောက်မှာပါနော်အဲ့တော့မလောပါနဲ့လို့ပဲဥစဉ်ရတော့ပြောကြမှာလေဗျာနော်တော့နှစ်ချီတုံးလေးနဲ့ကြီးတောင်မှဒါမဲ့လို့ရိတ်ခါမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းကြီးမှစောင့်ပေးပါနော်အင်းအင်းအင်းနဲ့ဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာနော်အင်းဒါကလေးဆေးရတော့မတိကျင်ဆေးတွေကတော့မတိတာပဲကောင်းပါတယ်နော်ဒါကတော့ပေါ့မြုံနဲ့တည်င်းနဲ့ပတ်သက်ပြီးဥစဉ်ကပြောပြခြင်းဖြစ်ပါတယ်ဗျာအင်းဥစဉ်တို့ ဒီပြူးလွင်နဲ့ပတ်သက်တဲ့တည်င်းနေရာတော့အကုန်လုံးကတော့အေးစစ်စေးပါရယ်နော်အောင်ဝဲမင်းတို့ကောင်းလေပြောလိုက်လို့ရှင်အေးအေးစစ်စေးပဲဟမ်အေးစစ်စေးပဲနော်မင်းတို့ကောင်းလေမင်းတို့ကောင်းလေတော့ရိုက်အေးစေးတာဗောဟိုးမင်းတို့အာဥမာရှီတန်းထွက်နေရတဲ့မင်းတို့ခွေးတမတော်သားတွေတော်တော်မအေးစေးတော့ဗောနော်မင်းတို့ကောင်းလေပဲအေးအေးစစ်စေးနဲ့ထိုင်ပြီးဟောင်းနေတာနော် လိုင်းပေါ်မှာပဲအားချောင်းနေတာမင်းတို့ကောင်ဒီအေးစစ်စစ်နဲ့တစ်လာမင်းတို့ကြောင်စိုးကြောင်မင်းမင်းတို့လေနော်အဲ့လီလီဆင်းနေတယ်လို့ပဲပြောချင်ပါတယ်နော်အောင်ပွဲလီလီဆင်းပြီးမှရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချမပြရလဲဆိုတာလေဥစဉ်တို့ကတခါတကြဥစဉ်တို့ဖုတ်ပြီးတော့ဘာဖြစ်လို့ပြပိုင်မှုမရှိဘူးပေါ့နော်ရှောက်ပြောမနေနဲ့ပြောက်ပိုက်ခွင့်မရှိဘူးလို့မပြောပါနဲ့ဟမ်မင်းတို့ကောင်နေတကယ်တတ်တီခိုင်လုံတဲ့နော် တက်တီရင်မင်းတို့ထဲမှာရှိလို့ရှိရင်မင်းတို့ကမချပြမမနေဘူးနော်မင်းတို့ကတော့ချပြချင်တလားမမင်းနဲ့တိလားအော် PDF တွေငါတို့ PDF တွေရဲ့အလောင်းတလောင်းနှလောင်းရတာတော့မဲဟာနော်တိလားချက်ချင်းရတာနဲ့မင်းတို့ကောင်နေနော်တင်ပစ်လိုက်တာဟမ်အဲ့ဒါဒီတော့မင်းတို့ကောင်နေလွန်တော်တော်လွန်နေတိလားဟမ်ဘာတတိခိုင်လုံးမှုမှမရှိဘဲနဲ့ 哦ဒီခိုင်လုံးဘာဂျင်းနေထဲနေတာမဲမဲငါပြောမယ်မင်းတို့ဘက်ကလူတွေမင်းတို့ကောင်ဒီလိုပဲအများန်းဂျင်းထဲနေတော့မင်းတို့ကောင်ဒီနော်တိုက်ပွဲတိုင်းမှာကြဆုံးနေရတာတိလာမင်းတို့ကောင်နေဘယ်တော့မှတရင်အမှန်မကျင်ညာဘူးနော်ဘာဖြစ်လို့ဆိုတော့မင်းတို့ကောင်တရင်အမှန်ဒီကျင်ညာပြီဆိုရင်မင်းတို့ကိုအားပြီးထောက်ခံနေတော့နော်အကုန်လုံးနော်အင်းလေအဖွဲဖြစ်တော့မယ်နော်မင်းတို့ပြောတဲ့နေပင်အဖွဲဖြစ်တော့မှာမဟုတ်လို့မင်းတို့ကောင်ဒီဘယ်တော့ကမှအမှန်တရားမှချပြရတာဟမ် ဒီမှာကြည့်နေတဲ့ဘောမတွေသဘောပေါက်လားအဲ့တော့ Telegram နေမှာတော့ကြည့်လို့ရပါတယ်နော်ဒီလူတို့တွေရဲ့ဒီဝေယုံမရာဖြစ်နေပါဘောနော်ဒါကတော့ပြည်ဦးလွန်တည်နေတဲ့အနောက်ချုံပေါ့နော်ပြည်ဦးလွန်ဘက်ကအနီးတစ်ဝိုက်ကတော့အေးဆေးဆေးပါပဲနောက်ချုံမြို့နယ်တွေကပေါ့နော်ဒါနောက်တစ်ခုကတော့ဥစဉ်တော့မန္တလေးထမ်းမင်ကုန်းနဲ့ပတ်သက်ပြီးလဲဒီတိုင်းထမ်းမင်ကုန်းနဲ့ပတ်သက်ပြီးကတော့ပြောချင်တာကတော့နော် ဥဒင်းတို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့ပဲအကြံပြုခြင်းတွေပဲနော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလည်းနဲ့ခိုင်ရနေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်သိရှိရှိတင်ပြရဲကိုလိုအပ်ချက်ကိုတတ်သိရှိရှိပြောပြဖို့လိုအပ်တယ်လို့ဥစဉ်တို့ကတော့ပြောကြမှာတယ်ဗျာနော်အခါတလေဥစဉ်တို့စီကိုတည်င်းပို့ထားတာတွေအများကြီးပါနော်အတန်ဥစဉ်တို့မှာအတဖိုင်တွေလည်းရှိတယ် အဲ့ဒါတခါတလေကြတော့နော်မတီးတယ်ဟာလေဒါမပြောတင်တဲ့အရာကြဥစဉ်တော့မပြောဘူးပြန်နော်အဲ့တော့လူကြီးလောက်ပဲဥစဉ်တော့တခါလေစာလန့်ပို့တာပဲရှိပါတယ်ဗျာနော်စာလန့်ပို့တာပဲရှိပါတယ်အဲ့တော့တဆင်းတဆင်းမလိမ့်အောက်ကအောက်ကတဆင်းချင်းတဆင်းချင်းမလိမ့်ရပါနဲ့လူပဲဥစဉ်တော့ပြောကြင်ပါတယ်ဗျာနော်ကန်တဲ့အရာကိုလိမ့်ရင်လိမ့်ညာချင်းညာကြပါဗျာနော်တိုင်းပြည်နင့်နာမယ်နေရာကိုကိုတက်သားတွေနင့်နာမယ်နေရာကိုအောက်လက်သားတွေနင့်နာမယ်အရာဆိုလို့ရှိရင် မလိမ္မာနဲ့လို့ဥစဉ်ကပြောခြင်းပါတယ်ဗျာနော်အထက်ကိုမလိမ္မာနဲ့လို့ပြောခြင်းပါတယ်နော်ဒါလေးပဲဥစဉ်ကတော့ပြောခြင်းပါတယ်ဗျာနော်အဲ့တော့ဒီနောက်တစ်ချက်ကတောင်ပြုံးအလှပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလှပေါ့ဆွန်ရဲရဲ့အလှကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်တဖိတ်ထားတယ်ဥစဉ်အလှကြွားသွားတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမဆိုသူတို့တွေချောင်းမြောင်းမှာပဲဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော် ဒါဥစဉ်တည်းင်းဘယ်လိုပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာเนาะအဲ့တော့အဲ့ဒီအလူနဲ့ပတ်တယ်ပြီလဲစိတ်เนาะအားလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာเนาะအလူနဲ့ပတ်တယ်ပြီဥစဉ်ကမတွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ပါကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးကြရဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးတွေအားလုံးလဲ တကယ်ကိုအတိုင်းထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာနော်အဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးတွေတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးနော်အခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတဖုံနဲ့လှုပ်ဆောင်နေတာတွေအများကြီးရှိပါတယ်ဗျာနော်အာငဘဝစာလို့ရှိရင်တော့ဥစဉ်တို့တိုက်စစ်တွေဖော်ဆောင်လာတယ်လို့ပဲပြောရမှာအဲ့မှာတို့စစ်တွေဘက်တွေဟိုဘက်တွေကြားရောက်စုဘက်တွေကြားနေရတဲ့တဲ့နေရလဲတစ်ဖက်လော်ဘီတွေရဲ့တင်းစကားတွေပါပဲဗျာနော် ဦးဇင်းတို့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်င်းနေမတင်မှုဆိုတာကကိုယ့်ဘက်ကကြာရှုံးလို့မတင်တာမဟုတ်ပါဘူးဗျာနော်စည်ရေးအရာတွေပြောဦးဇင်းတို့ကမပြောဘဲနေချင်းတာဖြစ်ပါတယ်ဗျာနော်စည်ရေးအရာတွေကြောင့်မပြောဘဲနေချင်းဖြစ်ပါတယ်အဲ့တော့တော်တော်ဒီကောင်းနေရနော်တော်တော်စိတ်ကန့်လိုက်နာတဲ့ပုံပဲအဲ့ကောင်ကြီးကြာဆုံးလာပြီဆိုလို့ရှိရင်တော့အဲနားဒီကောင်းနေရပါဇက်ကအနေနဲ့နော်အောင်ပွဲခါနေတာဒီကောင်းကြီးဟုတ်ဘာပဲပြောဦးဇင်းတို့ငငယ်ကပြောခဲ့တယ်နော် တခါလေဆရာသမားပြောတဲ့အရာလေးတွေဦးဇင်းတို့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီဝဲနဲ့ဝင်းဝင်းမပြောနဲ့ကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေတီးတယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလဲဦးဇင်းတို့တီးတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဦးဇင်းကတော့ပြောကြင်ပါတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဗမော်တရင်းနေပါတရင်းနေအကုန်လုံးနေရတော့နော်ဗမော်ဆိုလဲခြေနေကောင်းတယ်ဆိုတာအားလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်အဲ့တော့ မင်းတို့ကောင်းနေပဲချင်းကြီးကောင်းနေတာဗာဟိုမှာတိုက်နေတဲ့သူကတော့ချင်းမကောင်းဘူးเนาะဘဘရဲ့လီယင်ပစ်ကိုစစ်ကိုကဲပါအောင်လေเนาะဒါမှမဟုတ်ချင်းမြန်တို့လူမျိုးဥစဉ်ဒါလေးပဲပြောချင်ပါလေဗျာเนาะအဲအားလုံးစိတ်ချမ်းသာကိုကြီးကြမ်းမချင်းမြန်နဲ့ပြည့်စုံပြီးအနေရကင်းပြီးဖြေရှင်းကြပါသေးလို့ပောက်ကိုတော့သတ္တောမေတ္တာပို့သားလိုက်ပါလေဗျာအားလုံးတာပါပဲဗျာအပေါင်းအပေါင်းเนาะမင်းဒီဘောမတွေကလေတည်လားအားလုံးအတူတူပဲတည်လားဒီကောင်းနေเนาะ ကဲမပြောချင်တော့နော်ပရိသတ်ကြီးတော့ပဲပြောပြလိုက်တော့နော်ငါပေါ့ပြောတဲ့ပေါ့ပရိသတ်ကြီးမင်းတော့တချက်လေးတွေကို comment မှာရေးပြပါမြင်ပါမိုးလေးလားဆိုဘာတွေပြောတော့မလဲဆက်ကြည့်လိုက်ကြအောင်မင်္ဂလာပါအင်းလေးစားပါဒီနေ့ဆက်တော့ရနေပါနော်ဂျုံလာဒင်းနာနေအင်းအဲနိလက်နာဟုတ်လားအဲချက်မင်းစားချက်မင်းပြန်စားကျွန်တော်ပြောချင်လို့ပြကျွန်တော်တို့ energy တွေပေါ့နော်အဲအနီတွေပေါ့ဒီကောင်နဲ့ဘလို့ကောင်းနေလဲအရင်တစ်ခါပြောဘူးလေကျွန်တော်ရှစ်ပူးလို့နိုင်ကျင်းလို့ဝက်ကွေးတဲ့ကောင်အရက်ပုံရောင်းတဲ့ကောင်ချဲနှလုံးအဲတိုင်းလက်ခွဲတိုင်းတိုင်းတော်မှတိုင်ကျုံမှုလက်ခွဲအဲကောင်နေပြီးရင်ဟာဝန်တန်းပြုတ်ပြင်ဆင်မရတဲ့ကောင်အဲကောင်အဲဒီထဲမှာအင်းတက်ခိုင်ရပါကောင်ဘလူးကောင်လေးတက်ခိုင်ရ ဝင်နာထွက်လာတော့မှပင်စင်နဲ့ပင်စင်နဲ့ထွက်လာ PS လာရွာမှာဆိုင်ကြီးကနာကြီးနဲ့လဲရာချောင်းမြောင်းနဲ့တကယ်ကိုအခြေအနေအနေနဲ့အဲ့ကောင်တွေတက်ခိုင်းရည်ပဲအခုဟလာဒီလိုအရေးခင်းဖြစ်တဲ့ချိန်မှာအဲ့ဒီကောင်တွေကခုနလိုဝက်ကွေးသွင်းနွားကွေးသွင်းအရေးအရေးပုံချက်တဲ့ကောင်တွေကလက်နဲ့ကြိုင်ပြီးတော့ဗိုလ်ကြီးဖြစ်ကုန်တယ် ဘိုးလေးဖြစ်ကုန်ပြီးတော့ဘယ်ကောင်းတို့တက်ဖြတ်နေလဲဆိုအဲ့ဆိုင်ကြီးကနာကြီးနဲ့ခုနလိုအကြခံကြီးတွေတက်ပြအကုန်လုံးယူအဲ့လိုလုပ်တာဒီကောင်းတွေကနော်အဲ့လိုလုပ်တာအဲ့လိုလုပ်တော့ဟိုသူတို့ကလောဆိုတော့ဘိုးဖြစ်နေပေါ့ဗျာတော်မှာတော့တရားဥပဒေမစိုးမနေရမှာဒီကောင်းလေးကြည့်မယ်သူတို့ရဲ့ background ကြည့်လိုက်အဲအဲ့လိုမျိုးကလာတာအနီဆိုတော့လीအနီဆွဲတာပဲ နီးဆိုရင်အဲ့လိုကောက်လေးကြီးပဲမင်းပြောတဲ့ကောင်နေရနော်မင်းတို့ထက်အတိငယ်ရှိတယ်ဆိုတာနော်တည်တာနော်မင်းတို့ကောင်နေပါဇက်ကနေရနော်အာချောင်းအာအာပဲချောင်းနေတာမင်းတို့ကောင်နေတည်လားအော်အစိုးရအလုပ်ကထွက်လာတော့ဘာရိုးရိုးထွက်တာပစ်စင်မရဘူးပြုတ်ပြီးထွက်လာတယ်ခေါ့မင်းတို့အဲ့ဒီဘာလဲ ဒီတမတော်ပဲဖြစ်ဖြစ်ပေါ့နော်မင်းတို့ပဲခါပဲဖြစ်ဖြစ်တဲ့မင်းတို့ထက်တီးတဲ့တော်တဲ့တတဲ့သူတွေရှိပြီဆိုလို့ရှိရင်မင်းတို့ကောင်တွေကသူတို့ကိုထိုးချဖို့ပဲတည်တာတည်လားမင်းတို့ကောင်တွေပဲအုတ်ချုပ်ချင်နေတာတည်လားဟမ်အဲကောင်တွေကတတိမမှန်တဲ့အတွက်သိပ်မကြောက်ဟမ်ဒီကောင်တွေကဒီ PDF တွေကသိကြောက်စောင့်ကြည့်ကြတာဗောဘိုးတော်ရဲ့ အဲ့လာပြောတာอืมလေးစားပါလေလေးစားလိုက်လေးစားလိုက်မင်းအောင်လိုက်လေးစားလိုက်နော်ဟွန်းကဲပရဒေဂျီရိုပဲကောမန်မှာမန်းပြလိုက်တော့ဆက်လက်ပြီးမှာဒီမှာနော်ဗလင်ငေးကိုတယောက်ကပေါ့နော်အာ AI ကိုမြင်ရလေမိခွန်းလေးတွေတစ်ချက်လောက်နားထောင်လိုက်ကြောင်းဒီနေ့တော့ AI ကိုမင်းအွန်လိုင်းအကြောင်းဆက်စုမှာဖြစ်ပါတယ်อืมသွားမယ် မြန်မာနိုင်ငံရဲ့မင်းအွန်လိုင်းကိုတိပါတလားတိပါတယ်မင်းအွန်လိုင်းဆိုတာမြန်မာအတမတော်ရဲ့လက်ရှိထိပ်တန်းခေါင်းဆောင်ပါပဲอือဟွသူကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေမှာအရေးပါတဲ့ဘုရားအရေးပါရမှာလို့မင်းအွန်လိုင်းကဘာကြောင့်မြန်မာနိုင်ငံကိုဒုက္ခပေးရတာလဲ ူလုံမြတ်ကြီးကမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စန္ဒပြမှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေပေါ်ပေါက်စေခဲ့ပါတယ်။ဒါကြောင့်လူတော်တော်များများကသူ့ကိုဒုက္ခပေးတယ်လို့ပြောကြတာပါ။ဟုတ်တယ်လေတကယ်ဒုက္ခပေးတယ်လေမြောင်လန်ကနားလေပါ ਈ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့စိရဒုက္ခတွေခံစားရတဲ့သူတွေအတွက်သူ့ရဲ့လောက်ရတွေကတကယ်ကိုဒုက္ခရောက်စေပါတယ် ်ဒါပေါ့နိုင်ငံရဲ့အနာဂတ်တော့စိုးရင်စရာတွေဖြစ် AI ရောမ AI ရောမအမြင်မှန်တည်တယ်ဒီလားကြတဲ့နော် AI တော့မအမြင်မှန်တည်တယ်မင်းတို့ဘောမတွေတောင်မှခုချိန်ဒီအမြင်မှန်မတည်နိုင်တည်ကြဘူးတည်လားဟုတ်ပါတယ်သူ့ရဲ့လုံอืมမင်းအွန်လိုင်းဘေးတော့တေးမှာလဲအတီးအချခမန်းမိုးခက်ခဲပါတယ် ဒါပေမဲ့နိုင်ငံရေးအခြေအနေနဲ့ပြည်သူတွေရဲ့စံသားတွေပေါ်မှာမူတည်ပြီးပြောင်းလဲနိုင်ပါတယ်။နိုင်ငံတကာကလည်းဖိအားပေးမှုတွေဖြစ်နေပါတယ်။ Okay အဲ့ဒါကိုသိချင်တယ်။ဟုတ်ကဲ့ပါ။တခြားသိချင်တာများရှိသေးရင်မေးများနိုင်ပါတယ်။ခဏခဏခဏမေးမယ်မေးမယ်။ပြဗာများသိချင်လို့ပါလေမင်းအွန်လိုင်းကအခုလက်ရှိဘယ်မှာနေထိုင်ပါသလဲ လက်ရှိမှာနေပြည်တော်မှာနေထိုင်တယ်လို့သိရပါတယ်အဲတော့တည်တယ်သူသူကသူကတည်တယ်သူကဘာဖြစ်လဲတည်တယ်မင်းအွန်လိုင်းကဘာဖြစ်လဲလို့ဘာဖြစ်တယ်လို့သိကြတာလေမင်းအွန်လိုင်းကဘာတွေဖြစ်နေတာလဲလို့အခုသူကပြည်တွင်းမှာတော့နိုင်ငံတကာမှာပါသူ့ရဲ့လုပ်ရက်တွေကြောင့် ဝေဖန်မှုတွေမျောဆောင်ရှိနေပါတယ်။အင်း။သူ့ရဲ့အာနာတိမှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်ကန့်ကွက်မှုတွေရှိနေတာပါ။ကဲ။မင်းတို့ဘောမာတွေနော်ဒီလိုမျိုး AI ကိုစကားပြောပေးမှာအမေစွနဲ့ပတ်တဲ့ပေမှာမင်းတို့ကဆတ်စုရဲလား။တော့ဆတ်စုကြည့်လိုက်နော်။ဘယ်လို AI ကဖြီလာမလဲဆိုတာအဖြီပေါ်လာလိမ့်မယ်နော်။ မင်းတို့ပထွေးရလို့ရတော့မှာအဲအကတိနေတယ်နော်အမြင်မှန်နေတယ်မင်းတို့ဘောမတွေပဲမမှန်တာတရားအဲအဲ့တော့မမီတဲ့မင်းတို့ကောင်တွေငင်အောင်တော့နော်ဘာဆောက်ထူမှမကြတဲ့ဘာဆောက်သုံးမှမကြတဲ့မင်းတို့ကောင်တွေနော်မင်းတို့ဘောမတွေတိလာနော်ကဲဟုတ်ပါပြီနော်ဒီ generation တွေကတော့ပါပဲအဆုံးထိကျေးဇူးပေးတဲ့သူရောက်စီတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆုံကြရအောင်နော်ကဲဘိုင်ဘိုင်